အေးပေါ့ဟိုသူကအဲ့လိုမျိုးပေါ့သူ့ကိုအမြဲတမ်းနောက်တယ်မင်းဆယ်လီလည်းမဟုတ်ဆက်တလီလည်းမဟုတ်ဘူးဒါပေမဲ့ဖုံးမင်းနေလားဆိုရင် we left တွေလည်းရှိရဲအဲ့တော့သူ့ we left တွေကလည်းတစ်ခါတစ်ခါကျရင်ကိုမတွေ့ဘူးတဲ့ပုံနေတော့မှသူတို့ဘယ်ကနေရှာလဲမသိဘူးသီလားအဲ့လိုမျိုးဆိုချစ်ကြရတာလေနော်ကိုသားကိုချစ်ပေးတဲ့အတွက်မှအရန်ဝမ်းသာပါတယ်အခုဆိုရင်ဘာဖြစ်မေ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 လို့ခေါ်ခံနေရပြီလေအုံးချွတ်ချွတ်ကိုသိရမလားချွေးမချွေးမလောင်းနေရတော့ပြောမနေနဲ့တော့တန်းဝစီးနေရ အမကတော့ဒီလိုပါပဲပျော်ပျော်ပါပဲအမကသားကိုတိတ်ပြီးတော့ဟိုဘဲချွေးမအောင်ဘယ်လိုလုပ်အောင်ဘယ်ဘဲချွေးမအောင်ဘယ်လိုကြိုက်ပါဘယ်လိုပုံစံနေထားရှိရမယ်ဆိုရဲဟာအမမတတ်မှတ်ထားပါဘူးကိုသားကအချိန်တန်ရွယ်ရောက်လို့အဓိကတော့အမပညာတတ်ကြီးဖြစ်စေချင်တာပေါ့နော်ပညာတတ်ဖြစ်မှသာလျှင်အသူများသားသမီးကိုလည်းလှုပ်ကြွေးနိုင်မှာ哦ယောက်ျားလေးဆိုတာမျိုးကိုကဥစားအောင်မယ်ဆိုတော့အဲ့တော့သူ့အတွက်အဘယ်လိုပြောရမလဲ ဘွဲတစ်ခုရပြီးသွားရင် သူ့အတွက်ပေါ့နော်ဒါသူဘသူနဲ့ပဲယူယူဒါပဲမိကောင်းဖခင်သားသမီးဖြစ်ရမယ်ကိုသားကိုချစ်ရမယ်ပေါ့နော်အဲ့လိုတော့ဖြစ်ဖို့လိုတာပေါ့အဲ့တော့ဘသူနဲ့မဆိုအမကတော့ဒါတော်ရမှာပဲလေဟုတ်အခုတော့များနေပြီမမေမမေနဲ့ဘလို့လို့တည်လဲတည်လားဘာလို့လဲဆိုတော့အမကဒီတာတာပေါ့နော်ဘလို့အောင်တဲ့အတွက်ဆိုပြီးတော့တာမီပုံလေးနေနဲ့အမက status ရေးပြီးတော့တင်လိုက်တဲ့ဟာကိုသူတို့တွေက share တာ share တဲ့လူကြီးရေက အမစီမလာလာပေါ်တယ်လေဘယ်သူ share ဝါအဲ့ဒါအမထောက်ထောက်ကြောအမလေးတိရမလားမမေရဲ့မမေသားကိုတမီးတို့စောင်းလျှောက်ပါမယ်မမေကိုစိတ်ချမ်းသာအောင်ထားပါမယ်မမေအမလေးမျိုးစုံပဲတိလားမလေးအဲ့ဒါနဲ့အိုးငါကတော့မမေတောင်ဖြစ်သွားပြီပဲဗောနောတိရတိရအမနဲ့အမနဲ့အမသားနဲ့ကအဲ့လိုပွင့်လင်းမှုတွေထားတာဘာလို့လဲဆိုတော့အမပွင့်လင်းရင်သူကဖုံးမှာလေဖုံးရင်ကိုမတိလိုက်အောင်လေအဲ့တော့အမတိချင်တယ်လေ သိချင်တယ်ဒါမှသာလျင်ကိုကလည်းနည်းနည်းပမာကိုကလည်းသူ့ထဲအမေဆိုတော့အဲသူ့ရဲ့စိတ်သဘောထားရဲ့ဟိုဘက်ကစိတ်သဘောထားရဲ့ဟိုအမညှိပေးလို့ရမှာလေအဲ့ဒီအတွက်မမေကိုကုန်ပြောပြောဆိုတော့သူကလည်းပြောတယ်အဲအဲ့တော့မမေဘသူနဲ့တော့ဘလို့အေးအေးဟောနော်အခုကတော့ကလေးဆိုတော့လေကလေးစိတ်ဆိုတော့ ချောချောတွေ့ရင်လည်းကြိုက်ချင်တာပေါ့နော်။သူကအဲ့လိုမျိုး main ကလေးချောချောလေးတွေဆိုရင်ကိုကလေးစိတ်ဆိုတော့အဲ့လိုမျိုးတွေအတင်းတွေလိုက်ကြည့်သိရမလား။အဲ့တော့စိတ်လှုပ်ရှားတဲ့အရွယ်ဆိုတော့မတည်ငြိမ်သေးဘူးလေ။ဟယ်လိုဟယ်လိုရှိရပါဘောတကားလေးလည်းအဲ့လိုမျိုးပေါ့နော်။အဲ့ဒါကြောင့်ပြောလိုက်တယ်လေ။အော်မင်းအားလို့အခုမှလို့16 19ပဲရှိသေးတယ်လို့သိရမလား။ရင့်နေရငါ40ကျော်သိရမလား။နုနေဆိုတော့လို့ဘာဖြစ်ဖြစ်မင်းမအောင်မြင်တယ်လို့အဲ